ကဲဒီနေ့တော့ကျွန်တော်တို့ရှင်လုပ်ချင်တာကအကျွေးထူတဲ့တက်တက်ခိုင်အဲမဟုတ်ပါဘူးတက်တက်ခိုင်ရဲ့ဗီဒီယိုဖိုင်လေးကိုကိုမမောင်ပြောထားတာလုပ်ချင်ပါတယ်။ဘာဖြစ်လို့လုပ်ချင်လဲဆိုတော့တက်တက်ခိုင်ကိုမုန်းလို့ဆဲတာဆဲတာပဲ။လက်ရှိနိုင်ငံရေးရဲ့ရည်ချိန်ကိုမြင်အောင်လုပ်ပါเนาะကြည့်ပါပါဖြစ်တယ်เนาะအကျွေးရှိတာနဲ့ဒေဝါလီခန္ဓာဟာမတူခြင်းနှစ်ခုကြားထဲမှာတော့အဲ့ဒီ UEC လည်းနားလည်တဲ့နဲ့အမွေအွန်လိုင်းလည်းနားလည်တဲ့မှာတယ် အကျွေးကခမားတို့ကျွန်တော်တို့မြန်မာနိုင်ငံမှာပြောပါနဲ့အဲအမေရိကန်နိုင်ငံလည်းအကျွေးရှိပါတယ်နော်အကျွေးရှိတယ်တရုတ်လည်းအကျွေးရှိမှာပဲအဲ့တော့အကျွေးကတော့နိုင်ငံတိုင်းရှိတယ်အကျွေးဘာကြောင့်ရှိရလဲစီးပွားရေးသမားနဲ့အကျွေးနဲ့ကဘယ်တော့မှမကင်းပါဘူးနော်အကျွေးကင်းလာဆိုကျွန်တော်ပဲရှိရကျွန်တော်အကျွေးမရှိနော်အကျွေးဆိုကျွန်တော်ကတိတ်ပူတဲ့မျိုးအဲ့ဒါအဟိုကောင်းမလဲအဲ့ဆိုလိုချင်တာကတော့ အကျွေးရှိကြပါလေအကျွေးရှိတဲ့အကျွေးရှိတဲ့ဒေဝလီခန္ဓာနဲ့မတူဘူးအဲ့တော့ဥမာအဖြစ်ကျွန်တော်ပုဒ္ဒရအနေနဲ့ပြောပြမှာပေါ့နော်မိုက်ကယ်ဂျက်ဆင်မတည်ခင်ကအကျွေးတန်း၄၀၀ရှိတယ်တန်း၄၀၀ကျွန်တော်တို့သူ့ကိုအထင်သေးတာပေါ့ဗျာနော်ဟိုအထင်သေးတာမဟုတ်ဘူးပေါ့ဘယ်လိုခေါ်မလဲသူအထင်နည်းနည်းလေးပေါ့ဟိုအဲဂိူနာတန်းမိတာပေါ့ဗျာနော်ဂိူနာတန်းမိတဲ့ပုံစံမျိုးတွေရှိဟာအကျွေးတန်း၄၀၀အောင်မှသူတင်နေတဲ့ပွဲလည်းမကနိုင်ကျမ်းမာကြီးလည်းမကောင်းမိုက်ကယ်ဂျက်ဆင်ကတော်တော်ရုန်းကန်ခဲ့ရတာပေါ့ ဒါပေမဲ့တိတ်မကြောက်မိုက်ကယ်ဂျက်ဆင်တည်သွားတယ်တည်သွားတဲ့ခါမှာမိုက်ကယ်ဂျက်ဆင်ရဲ့ပိုင်ဆိုင်မှုကိုကြည့်လိုက်တဲ့ခါမှာရှိတာအကျွေးတန်းလေးရာသူ့ရဲ့ပိုင်ဆိုင်မှုတွေအလုံးအလုံးဟာအကျွေးအဲအကျွေးတောင်ဖြစ်ပါတယ်ကျွန်တော်တို့ပိုင်ဆိုင်မှုကတန်း၄000ရှိတယ်အဲ့တော့မိုက်ကယ်ဂျက်ဆင်လိုပုံကုန်မျိုးအကျွေးနဲ့မกินဘူးအဲ့တော့အကျွေးနဲ့မกินတာလေးတစ်ခုနဲ့ပေါ့ဗျာနော်အော်ဘလောက်ခေါ်မလဲဒေဝါလီခံပလိုက်တော့ဒါတမျိုးပေါ့ဗျာဒေဝါလီခံတဲ့သူတယောက်ဆိုတာကအဒီလူတယောက်ကလုံးဝမဆက်နိုင်တော့ပါဘူးဆိုပြီးတော့ ဟို bankrupt bankrupt လောက်လိုက်တာပေါ့အဲ့လိုမျိုးလူမွဲပေါ့နော်ဒေဝရီခန္ဓာနဲ့အကျွေးရှိတယ်မတူပါဘူးဟုတ်ပါတယ်ဒေဝရီခန္ဓာဆိုတာကလူမွဲဖြစ်သွားပြီသူဟာဒီအလုံးမှာလုံးဝကိုသူ့မှာချွတ်ချုံချပြီးဘာမှပေးစရာမရှိလို့လူမွဲဖြစ်သွားတာပါဟုတ်တယ်ဒေဝရီခံလိုက်တဲ့ဒါမျိုးဆိုလို့ရှိရင်တော့ဒါ UEC အနေနဲ့အေးယူတာတွေအေးယူတာတွေဒါမျိုးပေါ့ကိုယ်စလဲအဖြစ်နဲ့လက်မခံတာတွေဒါကတော့ဖြစ်တင်ပါလေဒါပေမဲ့ ော့သက်သက်ခံကိစ္စကတော့ကျွန်တော်လေ့လာမိသလောက်ဆိုလို့ရှိရင်တော့သူဟာ bankrupt bankrupt ဆိုတဲ့ဒီဒီဝါလီခံထားတဲ့ပုံကိုတရားမဟုတ်တဲ့အတွက်ကြောင့်မို့လို့အကျွေးရှိတဲ့သူတိုင်းပေါ့နော်အကျွေးရှိတဲ့သူတိုင်းရွေးကောက်ပွဲနဲ့ကင်းကင်းနေရမယ်ဟဲ့ဆိုလို့ရှိရင်မြန်မာနိုင်ငံရွေးကောက်ပွဲကျင်းပပိုင်ခွင့်မရှိပါဘူးမြန်မာနိုင်ငံမှာအခုလက်ရှိတင်နေတဲ့အကျွေးတွေအများကြီးရှိတယ်အဲ့တော့မြန်မာနိုင်ငံအနေနဲ့ LDC ပေါ့ LD ဆိုတာ LDC ဆိုတာကကျွန်တော်တို့အဲကပအစင်းရဲဆုံးပေါ့ဒီဝါလီခံလိုက်တဲ့အခောက်တွေရှိတယ်လေအဲ့တော့ အဲ့ဒီအဲ့လိုမျိုးနိုင်ငံမျိုးတော်မှဒီကျင်းပပိုင်ခွင့်ရှိတာပဲဗျာနော်အဲ့တော့အကျွေးရှိတာနဲ့ဒေဝါလီခံတာနဲ့မတူပါဘူးဒေါ်သက်သက်ခံကိစ္စဟာဒေါ်သက်သက်ခံတာဒေဝါလီခံလိုက်တဲ့အမျိုးသမီးတယောက်ဆိုလို့ရှိရင်တော့ UBC ညင်းပိုင်ညင်းပယ်ပိုင်ခွင့်ရှိပေမဲ့အကျွေးရှိတာဟာကျွန်တော်တို့ဒေဝါလီခံတာမဟုတ်တဲ့အတွက်ကြောင့်မို့ဒီကိစ္စကလုံးဝမဖြစ်သင့်ပါဘူးဗျာနော်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံကြီးလောက်ကဒီလိုပဲလေ opposition researcher ရှိရှိအောင်ဆိုလို့ကျွန်တော် နိုင်ငံတိုင်းမှာလည်းရှိတယ်ကိုနဲ့ရှင်ပြန်ရမယ်ရှင်ပြန်ရမယ်ကိုစလဲရဲ့အပြော့ွက်တွေကိုလိုက်ရှာပြီးတော့ကိုလောက်ရတာဟုတ်နော်လိုက်ရှာတာရှာတဲ့ခါမှာတော့ဒါကနိုင်ငံရေးလှုပ်ကြံတက်ဖြတ်မှုတစ်ခုပါပဲကျန်တာဘာမှကျွန်တော်မတွေ့ရဘူးအဲ့တော့ UEC ရဲ့စီးမင်းစည်းကမ်းနေအနေနဲ့ကလည်းလုံးဝဒီနေရာတွေမှာဟာတာတွေလိုမျိုးဖြစ်နေတယ်နော်နောက်တစ်ခုကပြိုင်ဘက်ပါတီရဲ့ဒီနေရာအဓိကကြည့်ရမှာပါလဲဆိုတဲ့ခါကျတော့ သူ့ကိုဘယ်သူလှုပ်တယ်လဲဒါတော့သူ့ကိုဘယ်သူကဒါမျိုးကြောက်ချတယ်လဲခြေထိုးခံတယ်လဲဆိုတာကျွန်တော်ကြည့်ရမှာပေါ့ဗျာနော်အဲ့တော့သူကဘယ်သူနဲ့ထိတ်တိုက်ရင်ဆိုင်ရမှာလဲအဲ့တော့သက်သက်ခိုင်နေတယ်ပေါ့နော်အဲ့သူသူရဲ့ဒီမဲဆန္ဒနယ်မှာအဲ့တော့ကြည့်ပေါ့ဗျာနော်အဲ့တော့ကြိုချုံကြီးပြောမယ်ဆိုရှင်အကျွေးရှိတာ ਨੇ ဒီဝါလီခန္ဓာနဲ့မတူပါဘူးနော် စီးပွားရေးသမားတိုင်းအကျွေးရှိပါတယ်နိုင်ငံတိုင်းအကျွေးရှိပါတယ်အကျွေးရှိလို့ရွေးကောက်ပွဲနဲ့ကင်းကင်းနေရမယ်ဟေးဆိုရှင်မြန်မာနိုင်ငံမှာအခုလက်ရှိတင်နေတဲ့အကျွေးကတရုတ်စီမှာတင်နေတဲ့အကျွေးတွေအများကြီးရှိတယ်နော်အခုအကျွေးတွေဆက်နေရတာမဆက်နိုင်ဘဲနဲ့တဲတာအတိုးပဲဆက်တဲ့အခြေအနေမျိုးတွေရှိရှိတဲ့အတိုင်းတိုင်းလည်းရှိနိုင်တယ်အဲ့တော့ကြောင့်မို့လို့အကျွေးရှိတိုင်းရွေးကောက်ပွဲနဲ့ကင်းကင်းနေရမယ်ဟေးဆိုရှင်တော့ကျတို့မြန်မာနိုင်ငံရွေးကောက်ပွဲမကျင်းပတင်ပါအောင်နော်အဲ့တော့ကဲဒါကတော့ကိုမောင်မောင်ပြောသွားတဲ့တက်တက်ခိုင်တဲ့ တက်တက်ခိုင်ရအခု UEC ကနေပယ်ဖြတ်လိုက်တယ် UEC ဆိုတော့သူတို့အတူရောက်ရွေးကောက်ပွဲမင်းအောင်လှိုင်ခန့်အပ်ထားတဲ့မင်းအောင်လှိုင်ရဲ့ဟိုဘယ်လိုပြောမလဲဟိုလက်ယုံပေါ့နော်မင်းအောင်လှိုင်ရဲ့နောက်ရောက်တစ်ခုပေါ့အဲ့ဒီ UEC ကနေတက်တက်ခိုင်မှာအကျွေးရှိလို့ဆိုပြီးတော့လွတ်တော်ကိုယ်စားလှယ်လောင်းစိန်ရနေပယ်ဖြတ်လိုက်တယ်အဲ့တော့အခုလက်ရှိတက်တက်ခိုင်ကလည်းဝေးက BBC နဲ့အင်တာဗျူးနေတာတွေ့တယ်ဘလောက်ထိလွတ်တော်ကိုယ်စားလှယ်ဖြစ်ချင်လဲဆိုရင်အခုလက်ရှိရာရှိကိုယ်စားလှယ်လောင်းကို ပယ်ဖြစ်တဲ့တက်တခိုင်လိုမျိုးယာကြည်တယ်ဖယ်ပြတ်ထားတာအဲ့ဒီထဲမှာမင်းအောင်နိုင်ကိုပြန်ပြီးအတနာခံစာတင်ထားတယ်တဲ့အဲ့ဒီထဲမှာတယောက်ပြန်ပြီးလက်ခံမယ်ဆိုအဲ့ဒီတယောက်ကကျမဖြစ်ချင်ပါလေတဲ့နော်အဲ့တော့စဉ်းစားကြည့်ဗျာစဉ်းစားကြည့်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဒီတိုင်းပြည်ရွေးကောက်ပွဲဝင်ဖို့ဆိုတာမင်းအောင်နိုင်ခွင့်ပြုမှရတာလားစိတ်ပြစ်စရာကြီးမဖြစ်နိုင်ဘူးလားမင်းအောင်နိုင်ရပါလားဒီနိုင်ငံတော်ပိုင်တာလားဟမ်ဒါပေမဲ့အဲ့ဒါကိုတို့အချက်မရှိထုတ်ပြောရဲတယ် ဒါလည်းရှင်းရှင်းပြောရင်တက်တက်ခံရလေဘယ်သူမပြုတ်မိမိမှုဗျတူပြုတ်ခဲ့တဲ့အကုတို့ကသူ့ကိုလက်ငင်းအကျိုးပေးတယ်ဘာဖြစ်လို့လဲတက်တက်ခံရ2014ခုနှစ်မှာ NLD ပါတီကိုဝင်လာတယ်2015ပါတီဒီရွေးကောက်ပွဲမှာ NLD ပါတီကနေဝင်ရောက်ရှင်ပြိုင်ပြီးတော့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီးတော့လွှတ်တော်ထဲကိုရောက်လာတယ်အဲ့ဒီလွှတ်တော်ထဲရောက်လာတဲ့အချိန်မှာရန်ကုန်တိုင်းအစိုးရဦးဖြိုးမင်းသိန်းတို့ကထပ်မြင့်အဆောက်အအုံတွေစောင့်လုပ်တဲ့ကုမ္ပဏီတွေဟာ နော်ညွန်ကြားခြင်းနဲ့မပြစ်မိဘူးရှင်းပြောရင်တတ်မှတ်စံချိန်စံနှုန်းနဲ့ပြစ်မိအောင်မဆောက်ဘဲနဲ့အုတ်တဲဘီလက်မြေတန်ဆက်တဲ့ဖြင့်ခိုးဖွဲ့ပြီးစောက်လို့ပေါ့ဗျာရှင်းရှင်းပြောရရင်တော့ဟိုဒဲ့ပြောရရင်တော့ကြီးအဲ quality မမီတဲ့ဟာတွေအဲ့လိုစောက်တဲ့ထက်မြင့်အဆောက်အုံလုပ်ငန်းပေါင်းများစွာကိုရက်တန့်ပြစ်ခဲ့တယ်အဲ့ဒီတဲမှာတတ်တက်ခိုင်တော့ရဲ့လုပ်ငန်းနဲ့ပါသွားတယ်မယမ်းကောင်းလားမသိဘူးတို့ရဲ့ထက်မြင့်အဆောက်အဆောက်အုံစောက်တဲ့ company တီရှိရဲ့နေရာကအဲ့တော့တတ်တက်ခိုင်အမှထပ်ပေါင်းညာထပ်ပေါင်းညာပြီးတော့ ်ဒေါအောင်ဆန်းစုကြည်ကိုတွားပြောတယ်သူ့ရဲ့ကုမ္ပဏီကိုတလူတလူလှုပ်လိုက်တယ်ဒါမဖြစ်တင်ဘူးတူတဲ့ NLD ပါတီတွေကကိုယ်စားလှယ်တယောက်ပဲအဲ့တော့အချင်းချင်းဒါလိုမလှုပ်ဖို့ဒေါအောင်ဆန်းစုကိုတွားပြောတဲ့အချိန်မှာဒေါအောင်ဆန်းစုကြည်ကဒီကိစ္စကရန်ကုန်တိုင်းအစိုးရကလှုပ်တာဖြစ်တဲ့အတွက်သူ့အနေနဲ့ဥပဒေကိုဝင်ရောက်ကြော်လွန်ဆွတ်ဖက်လို့မရဘူးဒါရန်ကုန်တိုင်းအစိုးရရဲ့ဥပဒေလမ်းကြောင်းအတိုင်းတွားတဲ့အတိုင်းနဲ့တွားလာမယ်။ तू ဘာမှလုပ်ပေးလို့မရဘူးလို့ စင်းတော့ဖွဲရရှင်းနေတယ်ဒေါန်ဆန်းစုကြည်ဆိုတာလွတ်တော်ကိုယ်စားလှယ်လောင်းတွေကိုတခါတည်းပြင်ညာပြီးတဲ့1995မတိုင်ခင်တည်းကအဂတိလိုက်တော့တခုခုပြက်တနာပြက်လို့ပြက်တနာတော့ကိုယ့်ဘက်ကကျူးလွန်လို့ဖမ်းကန်တင်ထောင်ဝင်စာပဲလာတွေ့ပေးမယ်တဲ့ဘာမှကူညီပေးမှာမဟုတ်ဘူးတခါတည်းပြောပြီးသားဟိုကဥပဒေကိုကြော်လွန်ပြီးဘာမှလောက်တာမဟုတ်နောက်ဆုံးဘလောက်ထိဒေါန်ဆန်းစုကြည်ကဥပဒေကိုလေးစားတယ်အောင်မေရန်တူးလက်မှာမဟုတ်မမှန်ပောက်ကရပုံမှနေတဲ့ဆွဆွဲပုတ်ခတ်ပြီးတရားရုံးမှာရင်ဆိုင်ပြီးဥပဒေကိုဥပဒေအတိုင်းမတူတာလေးစားတယ် မတရားတဲ့ဥပဒေတရားတဲ့ဥပဒေတွေနောက်မှထားဥပဒေတို့ပြောလိုက်တာ तू อ่ะအဲ့ဒီဥပဒေရဲ့အောက်မှာအတိုင်းနေမတရားတဲ့ဥပဒေဖြစ်တဲ့မတရားတဲ့ဥပဒေအောက်မှာတက်တက်ခံယက်တည်နိုင်တယ်ဒါဖို့လို့လားဒီပုံကကဘာကျော်ပြီးတော့လူမြန်မာပြည်သူတွေမဟုတ်ကဘာတောင်လေးစားတဲ့ပုံကဖြစ်နေတာအချောက်တက်ဖြစ်တာမဟုတ်ဘူးဒါပေမဲ့အဲ့လိုပုံကို तू ဘာလုပ်လဲ तू သွားပြောတာမရတဲ့အတွက်အဲ့ဒီကစပြီးတော့ဒေါအောင်ဆန်းစုကြည်ကိုနီးမျိုးစုံနဲ့စော်ကားတာအားလုံးနဲ့တိမပါဘူး နော်အာသူကတကွင်းလုံးပတ်ကန်းနေတယ်ကျမတို့ကဘယ်နေရာကန်ရမှလဲလို့ဒေါအောင်ဆန်းစုကြည်ကိုဒီလိုမျိုးတွေအဲစော်ကားပြောဆိုပြီးနောက်ဆိုအကန်တွေပဲပြောပြီးတော့2018ခုနှစ်မှာလားမသိဘူးတူပါတီတီထောင်လိုက်တာနော်အဲ့တော့ပါတီတီထောင်ပြီးတော့ဘာလုပ်လဲအော် sorry အမှကြံနေတယ်ဇလန်အဲ့ဒီပြဿနာဖြစ်ကောပြဿနာဖြစ်တဲ့အချိန်မှာအိုးငွေကြေးတွေကဘယ်လိုပြောလိပ်ပတ်မလဲတော့ဘူးလိပ်ပတ်မလဲဖြစ်တဲ့အချိန်မှာ မင်းအောင်နိုင်ကိုတွားကပ်ပြီးတော့မင်းအောင်နိုင်ရဲ့အာမခံမှုနဲ့ကမ္ဘောဇာဘဏ်နေအခုလက်ရှိတင်းနေတဲ့အကျွေးတွေကိုချီးခဲ့တာတမိုင်းကအဲ့လိုချီးခဲ့ပြီးတော့ဒီဟာတွေကိုပြေလည်အောင်လုပ်ပြီးတော့ဒါပေမဲ့တုမပိုင်ဆိုင်မှုလည်းဒီချက်မကရှိရင်ရှိမှာပါနော်ဒါပေမဲ့ဝင်နေပြောသလိုပဲဒါဒေဝါဒီကန္နာမလို့တော့လုပ်ငန်းရှင်တယောက်ကအကျွေးတော့ရှိမှာပဲဒါကိုအဲ့အကျွေးကိုတွားပြီးတော့ပြစ်မွေချတာကဒါဟာရှင်းပါလားလက်ရှိစစ်တပ်အနေနဲ့အချားပြိုင်ဘက်ပါတီဘယ်သူ့ကိုမှမလို့တယောက်တည်းပဲပြိုင်ချင်တာသူပြိုင်ချင်တာဒီတယောက်တည်းပဲ ်တယောက်တည်းပဲတူပြေးပြီးတယောက်တည်းပန်းဝင်တယ်တယောက်တည်းဘူရမယ်တယောက်တည်းဒိုင်းရမယ်တယောက်တည်းဂိုးတွင်းမယ်တယောက်တည်းအောင်ဝဲခံမယ်ဒါကတူတူလှုပ်ရှင်တဲ့ပလန်အဲ့တော့ရှေ့ကိုပြန်ပြောရမှာဆိုအဲ့မှာတက်တက်ခိုင်နဲ့မင်းအောင်နိုင်ကပလာစားပြီးတော့တက်တက်ခိုင်ကနောက်ဆုံးအာနာသိမ့်ပြီးတဲ့အချိန်မှာဘာဖြစ်လဲအာနာသိမ့်ဖို့မှာအာမင်းအာမြောင်ပြူလာတော့တက်တက်ခိုင်တို့ပါတယ်လို့ကြားသိရတယ်ဒါပေမဲ့ဒါသေချာတာမသေချာတာမသိတဲ့အတွက်ဒီညမှာဒီဟာကိုတော့ကျွန်တော်ဟိုဟုတ်ပါတယ်လို့တော့ကျွန်တော်မပြောချင်ဘူးဘာလို့ဆိုတော့ကိုတေးသေးချာချာမသိတဲ့သတင်းတစ်ခုကိုတော့ကျွန်တော်ရမ်းမပြောချင်ဘူး ဲ့တော့ထားပါပါတီဖြစ်နေမပါတီဖြစ်စေအာနာသိမ့်ဖို့အဲ့တော့အာနာသိမ့်လိုက်တဲ့အချိန်မှာတက်တက်ခံရဝင်ကြီးတနေရပေးပြီးမင်းအောင်နိုင်ရဘောက်တယ်တက်တက်ရှူတွေးခွဲပလိုက်တာပေါ့လုံးဝအကန့်ဖြစ်သွားအဲ့တော့တက်တက်ခံတဲ့ဒီမိုကရေစီအင်အားစုနဲ့ကလုံးဝ opposite ဖြစ်သွားပြီမင်းအောင်နိုင်အဲ့နေရပေးလိုက်တဲ့အတွက်မင်းအောင်နိုင်ပေးလိုက်တဲ့နေရကလည်းရုပ်တင်းရုပ်ပဲအလုံးတိတဲ့အတိုင်းတက်တက်ခံမင်းအောင်နိုင်ရအစိုးရတက်တန်သုံးလေးနှစ်တာကြာသွားတယ်ဘယ်နေရမှာဘာလုပ်ကလဲဘာပါဝါဘာဘာပြတ်နိုင်လဲဘာမှမရှိဘူးသူပြောသလိုတကွင်းလုံးကန်ဖို့နေတဲ့တာအဲအရန်အင်အားတော်ပါခဲ့တာပေါ့ အဲ့ဒီအစင်းကနေမင်းအောင်နိုင်ကအခုတူဒီချင်းကြာကြသူ့အတုံးထည့်ပွားပြီလေကြံလို့ဗောအချိုးရည်လေးကြိုက်ပြီးစုပ်ပြီးညှက်ပြီးကုန်ပြီးအဖက်ဘာလုပ်လဲဖြီးဗောမင်းတက်ဘက်ခိုင်အဲ့ဘွားရပါအဲ့တော့ပြန်ကြည့်မယ်ဆိုရင်တက်ဘက်ခိုင်ဟာတူပြုတ်ခဲ့တဲ့ကံတူကိုအချိုးပေးတာလည်းငယ်အခုတော့ဘာဖြစ်လဲဗရာမီလူထွတ်ထွတ်လူဟမ်အဲ့ဒီလူပေါင်းများစွာတဲ့မှာအတနာခံစားတင်ထားတယ်တဲ့တယောက်ကိုပိုင်ပြန်ခွင့်ပြုနေအဲ့တယောက်ကကျမဖြစ်ပါစေလို့ညှောနေတယ်အောင်မလို့ရှက်လိုက်တာကျွန်တော် ဟမ်သူ့စောက်ကြည့်ဩလူလူတွေကတော့တနက်ခိုင်လို့ဆိုချမ်းသာတဲ့အတိုင်းအဝိုင်းလို့ပြောလို့ရတယ်ငွေဆိုတဲ့အရာကြီးကဘဝမှာအရာရာမဟုတ်ဆိုတော့အဲ့ဒါပြလူတယောက်ရဲ့တန်ဖိုးလူတယောက်ရဲ့စိတ်ချမ်းသာမှုဆိုတာငွေနဲ့ပိုင်းဖြတ်လို့မရဘူးအရာအလုံးနှိမ့်ပါ့ကိုငွေကလှုပ်လို့ရပြီမယ်လူတန်ဖိုးတွေလူစိတ်ချမ်းသာမှုတွေကြတော့နေရာတိုင်းမှာငွေနဲ့လှုပ်လို့မရဘူးတတက်ခိုင်ဆိုကြည့်ပေါ့တော့ချမ်းသာနေတာဒါပေမဲ့သူဖြစ်နေတာဒီလူတော်ကိုယ်စားလည်းမရဘူးသူ့ဘဝမှာနော်အဲ့တော့သူပြောနေတဲ့စကားသူရှက်စရာကောင်းမှမတည်တော့ ဒီအောင်ခွင့်ပြုချက်ရဖို့မင်းအောင်နိုင်ကိုတင်တယ်ဆိုရင်မင်းအောင်နိုင်ကဘာနိုင်ငံတော်လားတပ်ဦးဆောင်ပိုင်းဘရင်စနစ်လည်းမဟုတ်ဘူးလေဗျာလုံနေတာကဒီမိုကရေစီစနစ်လုံနေတာကဒီမိုကရေစီစနစ်ကိုတွားမဲ့ပါတီတစ်ခုရဲ့ခေါင်းဆောင်အဲ့တော့ဒီမိုကရေစီစနစ်ဆိုတာဘာမှတော့သူတို့မတိတော့ဖြစ်သွားပြီဒီနေရာရဖို့အတွက်တော့ဒီလိုဖွင့်တောင်းရတယ်လို့ဒါလုံးဝမဖြစ်သင့်တဲ့ကိစ္စတာမန်လူတယောက်ကဒီလိုဖွင့်တောင်းတယ်ဆိုရင်လူကြားကောင်းသေးတယ်ဒီမိုကရေစီစနစ်ကိုရှောင်လန်းမဲ့ပါတီတစ်ခုရဲ့ဥက္ကဋ္ဌတယောက်က ဒီတဲ့ကိုပါခွင့်ရဖို့အတွက်ဥပဒေကိုကြော်လွန်ပြီးလူပုဂ္ဂိုလ်ရဲ့ခွင့်ပြုချက်ကိုတောင်းတယ်ဆိုတာရှက်စရာကြီးဒါဒါပြည်တော်လုံးပါတီဝင်နေဒီပြည်တော်လုံးပါတီမှာဝင်ရောက်ပြင်ပြိုင်မဲ့ဒူတွေအနေနဲ့မတွေးတာလားတော့မသိဘူးเนาะတေချာတွေးကြည့်မယ်ဆိုတေတေချာချာရှက်စရာကောင်းတဲ့အရာကြီးအဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာလေအာနာနဲ့ပတ်သက်လာရင်ရှက်စရာကိုရှက်စရာကောင်းမှမသိအယူမှုဖြစ်သွားတာကြောက်စရာကြီးဒါကြောင့်မလို့အောက်ခြေအုပ်ချုပ်ရေးမှုကစပြီးတော့အပေါ်နိုင်ငံเนาะအထွတ်အထိပ်ထိပ် လူနေကြတယ်ဆိုတော့ဒါကြောင့်လူနေကြတာလေနော်တန်ဝင်ကရရပါဒါလေဒါကြောင့်မို့လို့တတက်ခိုင်ဘွားဟာတူပြုတ်တိကံတူထံပြန်လာတာပဲဒါပါပဲ